ောင်မစ်ဂိမ်းစတိုရီကိုနားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဇလန်လေးကိုတော့ကျွန်တော်နေလင်းကတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ပေတာမျိုးစား12မျိုးရှိတဲ့ထဲကဝေမာနိကပေတာဆိုတာကတော့ကုတုံနဲ့အာကုတုံ2မျိုးစလုံးရောဆက်ထားတာဖြစ်ပါတယ်တခါတလေမှာကုတုရဲ့အကျိုးကြောင့်နှက်စည်းစင်လိုမျိုးခံစားရတဲ့တယ်အတခါတလေမှာတော့အာကုတုရဲ့အကျိုးကြောင့်ဒုက္ခဆူးကျိုးတွေကိုလည်းခံစားရတဲ့တယ်လို့ကြားခဲ့ပူပါတယ် ဒီလိုဆိုရင်တော့ပြောပြမယ်။ဘူရှီမွန်နဲ့မက်ခင်တို့ရဲ့ဇလန်လီပြီးပြီဆိုတော့မက်ခင်တို့ဟာဘယ်လိုပိတ်တာမျိုးစားဖြစ်မလဲဆိုတာခံမှန်ပေးကြပါတော့။တခါတော့ကအထက်အညာဒေတာမှာကိုရှီမွန်ကအောက်ပြီးအောက်ရွာဂုံရောင်းလာရင်းနဲ့မြေဝါကျုံးပေါ်သူမက်ခင်တို့နဲ့အကြောင်းပါရေးကြလိမ့်မယ်။ကိုရှီမွန်ကတော့အညာသားပေါ်လေမိပါမယ်တကောင်ကျွက်အဲအားကြောင့်ဘယ်ဆွေမျိုးတမကြောင်ကြရမလိုခဲ့ဘူး။မက်ခင်ဆိုရင်အကြောင်းပါပြီးရင်တော့မှမိမရဲ့ဌာနအောက်ပြီးမှာပဲ။ အခြေချနေလိုက်တာပေါ့လေမခင်ဆွေမှာတော့မိခင်အိုကြီးကိုလူကြီးပြုစုနေရပြီးတော့သူမနဲ့အကြောင်းပါခဲ့တဲ့အညာသားကိုရှင်မောင်ကလည်းမခင်ဆွေရဲ့မိဘကိုသူ့ရဲ့မိခင်လိုပဲအလုပ်ကြီးပြုစုခဲ့တယ်ကိုရှင်မောင်မှာလူလုံးလူတန်းကထော်ထော်ကြင်ကြင်ကျုပ်ကြီးကလည်းယောက်ျားပိသားပြီးတော့ကြည်ပျော်ရှိပျော်ရှိတဲ့လူတစ်ယောက်မခင်ဆွေကလည်းဖြူဖြူတူတူချိုးချောမောမောနဲ့ရုပ်ရည်ရုပ်ကပိုင်းရှင်ဖြစ်နေတော့သူတို့နှစ်ယောက်ကိုလူတွေကတော့အလွန်တရားမှလိုက်ပတ်တဲ့ ဇနီးမောင်နဲ့ဆိုပြီးအတိအမဲ့ပြုကြပါလေ။အိမ်တော်တန်း15နှစ်လောက်အရွယ်မှာတော့ဒါရီကြီးပဲ၃ရောက်လောက်ထုံကားခဲ့ပါလေ။ဒါကြီးဆုံး၈နှစ်လောက်အရွယ်ရောက်လာတော့မှမွက်ချင်စွေရဥယောငန်းများယောကစတင်ခံစားလိုက်ရပါလေ။စပြီးတော့ဖြားပြီးဆိုတဲ့ကတခါတည်းအပူကမကြပဲနဲ့အပြင်းများဖြားလာခဲ့တာ။နှစ်ပတ်လောက်နာမကျန်းဖြစ်ပြီးတဲ့အခါမှာတော့စီယာဝင်းကြီးလက်လျှော့လိုက်ရပြီးမခင်စွေလည်းစုံပါသွားခဲ့တယ်လေ။ကိုရှင်မောင်ကလည်း ချိန်ရခဲ့တဲ့မက်ခင်ဆွေရဲ့မိခင်ဦးရင်နဲ့ဒါတုံးရောက်ကိုကုံရောင်းကုံဝဲလုပ်ငန်းနဲ့ပဲဆက်လက်ပြီးတော့ကျွေးမွေးဆောင်ရှောက်ထားခဲ့ပါလေ။ဒီအမှာမက်ခင်ဆွေဆုံးပြီးတော့တနည်းခွဲလောက်ကြတော့ကိုပိုင်လေကြီးတစ်စင်းပြင်အဲ့ဒီလင်းနဲ့ကုံအပြည့်စူဆောင်းခဲ့မိပါလေ။ဒါကြောင့်မလို့မိမိရဲ့ဌာနေဖြစ်တဲ့အညာဒေသကိုကုံရောင်းကုံဝဲလုပ်ဖို့အတွက်လီထိုးသား၅ရောင်၅ရံဥဆောင်ပြီးတော့အညာဒေသကိုတစ်ခေါက်တစ်ပြင်းတက်လာခဲ့တယ်ပေါ့လေ။ယောက်မအိုကြီးရဲ့ မိမိရဲ့ရင်လေး၃ရောက်တွေ့ကတော့ဇာယီကပြေဆုံးသူ့ဆွဲဖို့တွင်ငွေကြီးအလုံးလောက်ပေးပြီးတော့အင်းဒီချင်းတွေကိုဆောင်းလျှောက်ဖို့အတွက်လဲအဲ့နဲ့မာကြားခဲ့တာပေါ့သူတို့ရဲ့လေကြီးနဲ့ပဲအချင်းတစ်ပတ်လောက်သွားပြီးတော့နားတဲ့နေရာမှာနားဆန်တဲ့နေရာမှာဆန်ခရီးတက်လာခဲ့ကြတာပြည်မျိုးမှာရှိတဲ့ရွှေဘုံသာမှုနေအကြီးကိုရောက်တော့တခုတော့ကမ်းလမ်းမှာခေတ္တရက်ပြီးတော့နားခဲ့ကြတယ်ကိုရှင်မောင်ခွင့်မြုပ်ပြီးတော့လေထူးသား၅ယောက်ကလည်း ကုန်းမော်ကိုအလှည့်ကြတက်ရောက်ခွင့်ရခဲ့တယ်ဗောလေ။နညာလောက်အနားယူပြီးတော့လေပြန်ထွက်ပြန်ညမှာတော့လေမထွက်ရင်ကျင်ကိုရှင်မောင်လေးသူ့လေကိုတည့်စီလှည့်ပဲပြီးတော့စစ်စစ်တရှုပ်နေ။အဲဒီချိန်မှာလေပဲ့စီကလေထိုးသားနှစ်ယောက်ကကြည်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 နဲ့တစုံတရာကိုတီးတူလုံးဆောင်နေမှာပေါ့။အဲဒီရာကိုကိုရှင်မောင်တည်တော်တဲ့အခါမှာတော့သူလေအဲဒီလူနှစ်ယောက်ကိုတိတိစိတ်နဲ့ပြန်လှည့်ပြီးတော့လိလာရတာဗောလေ။ဒီကိစ္စကမင်းနဲ့ငါနှစ်ယောက်ပဲတည်တော့နော်။ဘသူကမှအတိမပေးနဲ့။ အညာစီကောင်ရောက်တော့မှပဲကုန်းမော်တက်ပြီးတော့အဆက်တွေကောင်းကောင်းရှာမယ်။ငါတို့တွေထုတ်ခွဲပြီးတော့ရောင်းကြတာပေါ့ကွာ။ကြားလိုက်ရတဲ့စကားတန်တက်တက်လေးကြောင့်ကိုရှင်မဟာအဲ့ဒီတွင်ရောက်ရဲ့ရှင်မပစ္စည်းတစ်ခုကိုအလင်းရောင်ဖြုတ်ဖြုတ်လီကောင်နေအာယူပြီးတော့စိုက်ကြည့်လိုက်ပါလေ။အလိုဖျားဖျားဖျား။ခွေးမသာနှကုံကမကြင်ကောင်းမစီရကြံနေပါလား။မှန်ပါတယ်။အဲ့ဒီတွင်ရောက်ရဲ့အရှိမတော့ညံတော်အမြင့်ကိုလမလောက်ရှိတဲ့ဖျားဆင်းလို့တော့ တွေ့လိုက်ရပါတယ်။ကလေးကရဲ့ကြာနေတဲ့အလင်းရောင်ရဲ့အောက်မှာရွှေရောင်တပိပိကလည်းတောက်လို့အမြင့်အဖင်းတော့တဆူကိုရွှေချင်းတပိတာစီလောက်ရနိုင်မယ်လို့ခံမမိတယ်။ဒီတိုင်းကြည့်နေလို့မဖြစ်တော့ဘူးလို့လေကိုရှင်မောင်ယူဆလိုက်တယ်လေ။ဟေးကောင်လေးမင်းတို့ကောင်တွေကမကြံအမစီအောင်မကြံစီပါနဲ့ကွာ။ဒီပြားလေးကိုမင်းတို့ဘယ်ကနေရောက်ခဲ့လဲ။ယူလာခဲ့တဲ့နေအောင်အခုနေမထွက်ခင်မှာချက်ချင်းပြန်ပြီးတော့ပုံပြီးလိုက်စမ်း။ယုတ်ဒီရဲ့ထွက်လာတဲ့ကိုရှင်မောင်ရဲ့အတန်းကြောင့် လီထူးသားနှစ်ယောက်ပထမတော့အံ့ဩသွားကြတယ်။ဒါတူတူကိစ္စပါဗျ။ခင်ဗျားနဲ့ဘာမှမဆိုင်ဝင်မရှုပ်ဆဲလိုက်။အေးမင်းတို့ဗုဒ္ဓဘာသာတွေမဟုတ်ဘူးလား။ဖျားနဲ့ပတ်သက်တဲ့ပစ္စည်းမလုပ်ကောင်းပါဘူးကွာ။ငါကောင်းကောင်းမွန်မွန်ပြောနေလို့မှအသာတကြီးပြန်ပြီးတော့ထားလိုက်။အေးပြောလို့မှမရဘူးဆိုတော့တက်ဆိုင်ရားနေတရားဟုတ်ပြီလမ်းညောင်းဖို့ရောက်အောင်တော့အာလောက်ရလိမ့်မယ်ကွာ။အချိန်ကြီးကတော့တင်းမှသွားခဲ့ပါလေ။တော့မှဆိုတော့တက်နေတဲ့လီတိုးသားနှစ်ယောက်ကတော့ကိုရှင်မောင်ရဲ့စကားကိုလည်း နားမထောင်နိုင်ပါဘူး။ကိုရှင်မောင်ကိုစတဲ့တိုက်ခိုက်တပ်ဖို့ကြပါလေ။အရင်နေရာမှာကိုရှင်မောင်ရဲ့ဗလာနဲ့တံမြန်ပြီးတော့တပ်ဖို့မှုကိုလေတူပါနိုင်စွမ်းမရှိနေတော့နေရောက်တယောက်ဆိုပေမဲ့ရှုံးနေတော့ကြတယ်လေ။ဒီချိန်မှာပဲစူးစူးညံ့ညံ့တန်နေကြောက်ကြံရှိနေတဲ့လီထူသာတော့ရောက်လေ။အဲ့ဒီနေရာကိုရောက်လာပါလေ။ညီကိုတို့လီတကြီးကိုဝိုင်းပြီးတော့တိုက်ခိုက်ပေးကြပါငါတို့နိုင်သွားရင်ဟောဒီရွှေစင်သားဖရာတွေကိုထုတ်ခွဲပြီးတော့ကြောင်းချတဲ့ကမှာမင်းတို့လည်းဝေစုပြီးပါမယ်ကွာ မြေပြင်ပေါ်မှာလဲကြနေတဲ့လီဒိုသားတစ်ယောက်ကရောက်လာတဲ့လီဒိုသား၃ယောက်ကိုလမ်းပြီးတော့ပြောလိုက်တယ်။ဒီကမှာသဘောပေါက်လွယ်ပြီးတော့လောဘသောတိုက်သွားတဲ့အဲ့ဒီလီဒိုသားတွေကလည်းကိုရှင်မောင်းကိုဝိုင်းဝန်းဖမ်းချုပ်ပြီးတော့ထိုးကြည့်ကြတာပေါ့လေ။ဒီချိန်တော့အများနဲ့တယောက်ဆိုတော့ကိုရှင်မောင်းဟာမခံနိုင်ခဲ့ဘူး။ဖူးကြောင်လာတဲ့အထိအထိုးခံလိုက်ရပြီးတော့အသက်ပါမေမျောသွားခဲ့တယ်။တရီမလေးခင်မှာနောက်ဆုံးကြလိုက်ရတဲ့ဇာကားကတော့အခုတင်ဒီနေရာမှာတင်းကိုကျူးလို့ပြီးတော့ရေရင်ကိုပြစ်ချခဲ့မင်းဆိုရင် ေချောင်းကလည်းဒီတော့တနည်းနည်းနဲ့ထူသွားနိုင်တယ်ကွာဒါဆိုရင်ကိစ္စတုံးပြီးတော့မှချခဲ့ပေါ့ကွာအာအဲ့လိုလည်းမဖြစ်သေးဘူးဒီနေရာမြို့နယ်နေတော့အမှုခင်းတော့ကိုလိုက်လာမယ်ပရိသတ်တွေရရန်လေကြောက်ရသေးတယ်ကွာဒါဆိုကျုပ်တို့ကြီးဘယ်လိုလုပ်ကြမလဲကဲအခုနေတော့သူ့ကိုဖမ်းခေါ်ချူသွားပြီးတော့တိုးတောင်နေတဲ့နေတဲ့မြင့်ပြင်ကြီးကြီးရေချောင်းနဲ့နဲ့တဲ့ကိုရွတ်မှာပဲတခါလေးကိစ္စတုံးလိုက်တာပေါ့ဟုတ်ကဲ့အဲ့ဒါလေကောင်းနေလေဒီလိုနေပဲကိုရှင်မောင်ကိုဖမ်းဆီးချုပ်နှောင်ထားပြီးတော့ လီထိုးသား၅ယောက်တို့အေယာရီမြစ်ကိုဆန်ခဲ့ကြတယ်။ကိုရှင်မောင်ကလည်းယောက်ျားတို့ရဲ့ဇွဲဒီကမှရှော့မယ်ဆိုတဲ့ကြံနဲ့ကျူးနဲ့တွန့်တော်ခင်ရကိုတနေ့နေ့နဲ့လွတ်မြောက်အောင်အမြဲတမ်းကြံစည်နေခဲ့ပါလေ။သူတို့ရဲ့လေကြီးကမြေချောင်းကိုဆန်တက်လာပြီးတော့နှစ်နာရီလောက်ကြာမှရုတ်တရက်သူတို့လည်းလေကြီးမော်ကြီးကကြလာခဲ့တယ်လေ။အဲဒီချိန်မှာကိုရှင်မောင်ရဲ့အာတုံးမှုကြောင့်တွန့်တော်ခန္ဓာရတဲ့ကျူးတွေကလည်းပြေလို့ပြေခင်ဖြစ်လာခဲ့တယ်။မိုးနဲ့လေကတစားနေတစားပြင်းထန်လာခဲ့ပြီးတော့ ရင်မင်းအရာရဲ့ဒေါသမဟုန်ကလည်းလိုင်းတီဒေါဟုန်နဲ့ဖြစ်ခဲ့တာပေါ့လေကိုရှင်မောင်ကလည်းအတုံနောင်ကနေလွတ်မြောက်သွားပြီဆိုတော့ပြင်းထန်နေတဲ့လိုင်းလေအစုံကိုဂေးမဆိုင်တော့ငမိုက်သားတို့ရဲ့အဲ့ရောင်တွေကိုဈင်းသွားပြီးတော့စိတ်နှုတ်တွေကိုရှာပေးခဲ့တယ်ငမိုက်သားတွေကတော့လိုင်းနဲ့လေတွေကိုအန်တုနေရတဲ့အချင်းပေါ့လေဒါကြောင့်မလို့တခြားဘက်ကိုလည်းအာယုံမထားနိုင်ဘူးကိုရှင်မောင်ကလည်းဒီလူဝဲထားတဲ့ရွှေစင်းတို့တွေကိုရှာပေးတွေ့ရှိသွားခဲ့ပါတယ် အဲ့ဒီအချိန်မှာပဲပြင်းထန်နှောင်းလာတဲ့တိုင်းလုံးကြီးတွေကလေကိုမနာနဲ့ရိတ်ဆောင်နေကြတာဒီဒီမှာအချိန်လေးကမဟန်ဘူးဆိုတာသိလို့တော့ကိုရှင်မောင်ကစင်းတို့တောစုံလုံးကိုစောင်းနေပက်ချပြီးပကုန်းထက်မှာချိန်နေအောင်လုပ်လိုက်တယ်။ဘာလို့ဆက်ပြီးတော့လုံးတင်လဲဆိုတာစဉ်းစားနေတဲ့အချိန်မှာပဲကြီးမားနှောင်းလာတဲ့တိုင်းလုံးကြီးတစ်လုံးရဲ့ရိတ်ခတ်မှုကြောင့်လှေကြီးကပြုံးငနေဆိုဝဲထွက်သွားခဲ့ပါတယ်။အရင်ကမှတော့လေပေါ်မှာပါတဲ့သူတွေအလုံးလွင့်စင်ပြီးတော့ကြာသွားကုန်တယ် တရီကောင်းတဲ့ကုရှင်မောင်ကတော့ရေရဲကိုရောက်သွားလိုက်တော့တေယူတွေ့တဲ့လျှောက်ပြီးတော့မကူပါဘူးအလိုက်တင်လေးကိုဖို့ပြီးတော့အချင်းကြီးကိုတုံးတယ်ပန်ဝန်းကျင်တစ်ခုလုံးကလည်းမောင်မင်းနေပြီးတော့မြေပြင်တစ်ခုလုံးမှလည်းလှိုင်းတွေဒုံးနဲ့ပြောင်းဆန်နေတဲ့အချိန်ပေါ့လေမိုးကလည်းအနေငယ်တော့ဈေးသွားခဲ့ပါပြီအမောင်နေ့မှအာယုံစက်ကြည့်ပြီးတော့မိမိတွေမိတွေစရာတစ်ခုရှာနေခဲ့ပါတယ်ကဲအောင်ရွှေစွာနေပြီလှိုင်းအပုတ်မှာတော့မိမိရဲ့ရှိကိုရောက်လာတဲ့တစ်သားပြားကြီးတစ်ချက်ကိုရားလိုက်ပါတယ် ကျန်တဲ့လူတွေအားလုံးနဲ့မိမိရဲ့လှေကြီးကိုတော့မတွေ့တော့ပါဘူး။အနည်းငယ်လာလာကစူးစောင်းပြီးတော့ရှာခဲ့ရတဲ့လှေကြီးနဲ့ကုံတွေအားလုံးဆိုးရှုံးခဲ့ရပြီဆိုတော့အဲ့ဒီအသည့်စိတ်ကြောင့်ပဲဝန်းနေခြင်းတွေလည်းဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့အခုလက်ရှိအချိန်မှာမိမိရဲ့အသက်ရှင်သန်နေသေးတာတွေးမိပြီးတော့မတည်မချင်းစူးစားခွင့်ရှိသေးတာကိုပဲပြန်ပြီးတော့အာတင်ထားလိုက်ပါတယ်။စိတ်ထင်းမှာတော့ဘုရားရှင်ကိုရည်စိုးပြီးတော့မိမိရဲ့ဥကောင်းထက်ကိုကြွရောက်စံပြီးတော့မူနေပါရင်ပြင်လိုက်တာပေါ့လေ။ ဲဒီနောက်မှာတော့ဘုရားတရားတန်ခါယန္တနာသုံးပါးကိုနှလုံးသွင်းပြီးတော့ရသမြပရိတော်တွေကိုဂျိုဖက်တရင်စေနေလိုက်ပါတယ်။ဝိညာဉ်တစ်ခုလုံးမှာမှောင်တီဖုံးနေပြီးတော့ဘယ်နေရာမှာဘေကန်းကိုမှန်မှန်စတဲ့မဲ့တူတူမျက်လုံးကိုမိတ်ဖက်တယ်မိတဲ့တသားချက်ကိုလည်းမလွတ်တမ်းမြဲမြံစွာခင်ထားခဲ့တာပေါ့လေ။ပြီးရင်တော့မှခနာကိုကိုအလိုက်တင် ဖော့ပြီးတော့ဘုရားတရားကိုပဲမပြတ်အာယုံပြုတ်ပြီးတော့မျောခြင်းရာမျောနေစေတော့လို့နေလိုက်ခဲ့တာ။ဒါပေမဲ့ထူးဆန်းတာတစ်ခုက ဒီလိုဖြစ်သွားပြီးတော့ခဏတာတင်းပါလေမိုးကလည်းစိတ်လှိုင်းလေကလည်းငြိမ်သက်သွားခဲ့တာပေါ့လေမကြခင်မှာကောင်းငင်ရဲ့ဖြိုးထိုးတဲ့အလင်းရောင်နဲ့မြစ်ပြင်ကြီးကိုတဖြည်းဖြည်းမြင်လာရတယ်။သူ့ရဲ့လေကြီးကိုတော့စုဆာမြုပ်ဆာရှာလို့မတွေ့တော့ပါဘူး။ရေပြင်ထက်မှာပေါ်ပြီးတော့မျောနေတဲ့ကုန်ပြင်စေးအပိုင်းစာတချို့တော့တွေ့နေကြတယ်။သူ့ရဲ့လေသားတွေကိုအရေးရောင်လေတော့တော့မတွေ့တော့ပါဘူး။စိတ်ထဲမှာတော့ဒီလိုတွေးမိတာပေါ့။မပြင်းမသင့်တဲ့ဖျားပစ္စည်းကို ပြင်းမမိတာကြောင့် အခုလိုမျိုးဒုက္ခတွေ့ရခြင်းလားလို့လေတွေးနေမိပါလေပကုံးတက်ကဘုရားဆင်းတို့တော်သုံးစုကိုလည်းတတိထားမိပြန်ပါလေဒီပစ္စည်းတွေကိုမူလနေရာကိုပြင်အောင်အမြန်ဆုံးပြန်ဖို့မှဖြစ်မယ်လို့လေတွေးမိပြီးတော့အခုဖြစ်သွားခဲ့တဲ့ဖြစ်ပျက်တွေစိတ်သိမ်းတစ်ပြင်းပြင်းလေးထားမိပါလေအမြင်အာယုံကိုစူးစိုက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာတော့မြင့်ပြင်းချင်ရဲ့အနာသက်မှုံပြပြခဝေးဝေးကကန်းဆက်လေးကိုလည်းတွေးလိုက်ရပါလေသူဖက်တွေထားတဲ့တသားချင်ကြီးကတော့လေရဲ့အဖေကြောင့် အခေါင်းပေါ်အဖုံဖြစ်နေတာကိုလေသိလိုက်ရပါတယ်အဲဒီနောက်မှာတော့အဲ့ဒီတသားဖုန်ကြီးကိုအားပြုပြီးတော့မီးတွေဖက်တွေထိုင်းနေကမ်းမကိုခက်မမှန်လေးကူးခတ်ခဲ့တာတော်တော်လေးကြတော့နားကြည်တယ်လေကူးကြည်တယ်လေကိုကူးခဲ့ရပြီးရဲ့နောက်မှာတော့ကန်းစံမီးကိုချင်းနဲ့ခံမိတဲ့အချိန်မှာမိုးလင်းကနေချင်းဖြစ်နေပြီလေဒါကြောင့်မလို့အလင်းရောင်ဖြုတ်ဖြုတ်နဲ့အစပြုတ်ခဲ့ပြီးတညာလုံးမြစ်ထင်းမှာအချိန်ကုန်ခဲ့လေတော့ရေရဲ့အေးတန်း လှူရှားရုန်းကန်ကုခက်ခရာတွေပင်မမှုတွေကြောင့်ဂုံးမီဘုကိုပိုင်ပိုင်နဲ့နဲ့တက်မိတာနဲ့စိတ်ကိုရှော့ချလိုက်တာပေါ့အဲဒီခါမှာကုရှင်မောင်ကတော့ဒုကခွေညော့ပြီးတော့မှောက်ရသားလဲကြသွားခဲ့ပါလေဘလောက်ကြကြမှောက်ရသားမိမျောသွားတယ်မသိပါဘူးလူတန်တွေနားနေမှာတက်တဲ့လေကြားလိုက်ရတော့မှတရိရလာခဲ့ပါလေကောင်းကိုထုံထားပြီးတော့မျက်လုံးကိုအာရုံဖွင့်ကြည့်လိုက်ပြီးမိမတော်ရဲ့မျက်နှာကိုမှုံဝါးဝါးလေးတွေးလိုက်ရပါတယ် တပြေးပြေးနဲ့အကြည်တက်တွေရလာတဲ့ခါမှာတော့ဟင်နင်းနင်းမြင်တွေ့လိုက်ရတဲ့မျက်နှာကြောင့်အလွန်မင်းအာတင့်ပြီးတော့အလူလေးလေးထမိပါတယ်။အိုးကိုရှင်ဘဝလားအဟောကြာကောင်းလိုက်တဲ့တက်ဆိုင်မှုပါလားရှင်အခုဘလို့ဖြစ်လာလဲကျမောင်လည်းပြောစမ်းပါဦးကိုရှင်မောင်မြင်တွေ့လိုက်ရတဲ့အတိုင်းဆင်ကပြောတဲ့အတိုင်းအမှန်ကိုအဟောစရာကောင်းနေတာပါ။သူမဟာလွန်ခဲ့တဲ့နှစ်နှစ်လောက်ကကွယ်လွန်သွားပြီဖြစ်တယ်။မိမိရဲ့ဇနီး မက်ခင်တွေဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်မက်ခင်တွေနင်နင်ဘုရားဘုရားငါရှင်ရှင်နေပြီးတော့ဗျာတည်သွားပြီလားငါကငါတည်မဲမတည်ပြရလားကိုရှိမဟာအဲဟောတုံလုံးမိရင်တုံတုံရင်နဲ့ဒီလိုပြောမိတယ်ပြောမပြတဲ့အောင်လေအကြောက်ကြီးကြောက်နေသွားခဲ့တယ်သူရဲ့ထိထိပြပြအမူအရာကိုကြည့်ပြီးတော့သူ့ရဲ့ဇနီးမက်ခင်တွေကဂယုနာတက်စွာနဲ့စိုးလာပါတယ် ရှင်မတည်သေးပါကိုရှင်မောင်ရင်ဒါပေမဲ့အောင်းကြကောင်းတာလေရှင်ကျမတို့နေတဲ့ပိတ်တာကြောင်ရောက်လာတာပဲကျမအရင်တော့တော့ရှင်ရဲ့စနေမခင်တွေမဟုတ်တော့ဘူးနော်ပိတ်တာမခင်တွေပါဒါနဲ့ရှင်ကဘလို့ဖြစ်တာလဲကျမကလေပြောစမ်းပါဦးအဲဒီကမှာတော့ကိုရှင်မောင်ကအနေငယ်တော့အကြောက်ပြေးသွားတယ်လေဒီနောက်မှာတော့သူဖြစ်တဲ့မြောင်တွေကိုတုံတုံရင်နဲ့အချင်းချင်းပြီးတော့ပြောပြလိုက်ပါတယ်ပြီးတော့လေသူ့ရဲ့ပကုံးထက်မှာအခုချိန်လေးလွယ်ပြီးတော့ခြေသားလေးရှိသေးတယ် ဆောင်ရင်းနဲ့ပတ်ထားတဲ့စင်းတို့တော်သုံးစုကိုလည်းပြလိုက်တာပေါ့လေအလိုဘုရားဘုရားချင်းရဲ့စေတာကောင်းလို့သာပဲရှင်ဒါရီယာနောင်ပွင့်မင်းအရိမတိယမြစ်စွာဘုရားရှင်အတွက်သာသနာအတွက်ရည်စိုးပြီးတော့လှူဒန်းတာတွေရှင်စင်းတို့တွေတော့မပြေမန်းကောင်းတာတွေကိုလောဘတက်ပြီးတော့ပြမမကြလို့ရှင်ရဲ့လှီသားတွေတည်ရင်းစုံနဲ့တည်ရတာဒါရီယောပြောင်းမှန်းတည်ရနဲ့တိုက်ချုပ်ဘိုးကြီးကချက်ချင်းရှာပြီးတော့အပြစ်ပေးလိုက်တာနဲ့တူပါရဲ့ရှင်ကတော့ဒီစင်းတို့တွေကိုမူလနေရာပြန်ထားဖို့က စိတ်ရည်ဆိုတာတော့ဘိုးကြီးကမနှောမြေမှာတွေးသွားလို့အသက်မသေးသေးပဲနဲ့တူရောက်ပို့လိုက်တာနေမှာပေါ့တော့မသေးမပြုတ်တာပဲတော်လောက်ပါပြီရှင်အဲဒါနဲ့ရှင်တို့တခုတော့မှားထားရအောင်မယ်နော်ရှင်ခုရောက်နေတာပိတ်တာရောနော်ဒီမှာရှိတဲ့လူတွေအားလုံးကကျမအစတယောက်မှလူမဟုတ်ကြအောင်အားလုံးကပိတ်တာတွေပြီးတော့ကျမရင်တော့လို့ရှင်ရမရလည်းမဟုတ်တော့ဒီရောကပိတ်တာကြီးခဲ့မရဖြစ်နေပြီဒီတော့အခုတွေကမှားထားရအောင်မယ်အရင်ကရှင်နဲ့ကျမဘယ်လိုပဲပတ်သက်ပတ်သက်ဘယ်လိုပဲရှိခဲ့ရှိခဲ့ ဒါတွေကိုဘသူကမှမပြောမိပါစေနဲ့မခင်တွေရှင်းပြတဲ့စကားတွေကြောင့်ကိုရှင်မဟာပါးစပ်အဟောင်းသာဖြစ်သွားရပါတယ်။အရင်ကတော့မခင်တွေက "तू မသိတယ်လို့ ਨੇ ရွာသူရွာသားတွေကိုအော်ခေါ်ပြီးတော့အကူအညီတောင်းလိုက်ပါတယ်"ဒီလိုအော်ပြီးတော့အကူအညီခေါ်လိုက်တဲ့အခါမှာတော့ယောက်ျားချင်းတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ကသူတို့ရဲ့အနောက်ကိုရောက်လာတယ်လေ။မခင်တွေကပြောပြထားလို့တော့ဒီလူတွေကပြိတာပဲဆိုတာလေတည်ကြတယ်။ဒါပေမဲ့မြင်နေရတာကလူတွေအတိုင်းပဲဆိုတော့ကိုရှင်မအားသိရပြန်တယ် ါနဲ့ပဲသူတို့အားလုံးကကိုရှေမောင်ကိုသူတို့ရဲ့အခြေခဲစီကိုခေါ်သွားကြတာပေါ့အခြေခဲဆိုတဲ့သူရှိကိုလည်းရောက်တော့ပိတ်သားလို့သာဆိုရပါတယ်မျက်နှုံးနဲ့မျက်ခုံးကကောင်းမကောင်းအခြေခဲမြင်မောင်းရှည်ရဲ့လူကြီးတယောက်ဖြစ်မြင်လိုက်ရတာပေါ့လေအဲ့ဒီကြီးကသူ့ရဲ့လူတွေဘက်ကိုမေးဆက်ပြပြီးတော့ကလေးတန်းခက်တန်းနဲ့ဘလို့ဖြစ်လာကြတာလဲလို့မေးလိုက်ပါတယ်မကင်တွေကတော့လှေပြက်ပြီးတော့မျိုးလာရတာကန်းဆက်မှတွေ့ပြီးဂေဒင်လာခဲ့တဲ့အကြောင်း ကျန်တာတွေကတော့သူ့ကိုသာမိပါတော့တင်းပြနေတော့အကြီးကြီးကလည်းသူ့ဘက်ကိုလှည့်လာပါလေ။ဘယ်လိုဖြစ်ပြီးတော့လင်ကားပြက်ပြီးတော့မျောလာခဲ့တာလဲ။ဆက်ပြီးတော့စူးစမ်းမအောင်။ဒီလိုမေးလာပါလေ။အရင်ကမှကိုရှင်မောင်ကလည်းမိမိမှာကုန်တင်ပြီးတော့စက်လေစပြီးတော့ထွက်တာကနောက်ဆုံးလေကြီးမိုးကြီးတွေမိတီးပြက်ပြီးတော့မျောလာတဲ့အချိန်ဖြစ်မှန်ဆုံးကိုပြောပြလိုက်ပါလေ။အဲဒီတော့မှတော့သူ့ရဲ့ပခုံးထက်မှာစုံနေပတ်ထားခဲ့တဲ့ရွှေရောင်စင်းလို့တုံးစုကိုလည်းပြတာလိုက်ပါလေ။ ဒီတော့မှကြီးကြီးကလည်းတည်တည်ချာချာစစ်ဆေးလိုက်ပါလေ။음။မင်းကိုယ်တိုင်ကလိုချင်တဲ့စိတ်နဲ့မရရယူလာတာတော့မဟုတ်ပါဘူးနော်။ကျွန်တော်မညာရဲပါဗျာ။တကယ်ကိုမူလနေရာကိုပို့ချင်တဲ့စိတ်နဲ့တိမ်မင့်ဖြစ်နေတဲ့ကြားနေအသက်ဆုံးပြီးတော့ယူလာခဲ့ရတာပါ။ဒီဖြစ်နေကြောင့်အနည်းနဲ့လာလာကျွန်တော်ရှောင်ပြီးပြီးတော့စုဆောင်ထားခဲ့တာတွေအားလုံးကိုလည်းဆုံရှုံခဲ့ရပြီပါပဲ။မန္တာပြောရရင်လေအဲ့ဒီဆုံရှုံခဲ့တာတွေတမကပဲနဲ့ပို့ပြီးတော့ရပါစေလို့လေကြင်တွေပြီးတော့ ကျွန်တော်ပြောရေးပါလေဗျာအဲဒီနောက်မှာတော့ကြီးကြီးကလည်းသူ့ရဲ့လက်ထဲကရွှေစင်းတို့တော့တိမ့်ယူလိုက်ပါတယ်အေးလီဘာလို့ရဲ့ထက်ကတိုက်ချုပ်ဖို့ကြီးရင်ဆက်တွေ့ပြီးတော့မြင်မြန်ကြည့်ရအောင်ပါပေါ့မင်းပြောတာတွေမှန်မှန်ဆိုတာကိုတော့သူ့ကိုတော့ညာလို့မရဘူးနော်သူ့ရဲ့မနှောစိတ်မှာအကုန်လုံးကိုသိနေလိမ့်မယ်မင်းပြောသလိုဒီဖျားဌာပနာတွေကိုမူလနေရပြန်ပြီးတော့ပို့ကျင်နေဆိုတော့မင်းရဲ့ဇယင်းစိတ်ကင်ကမှန်နေခဲ့မယ်ဆိုရင်လေသူကတော့သိနေပါပဲ ေးဒါဆိုရင်တော့မင်းအတွက်တက်တာမှအမှန်ပဲကွာကဲမင်းလေမိုးရေးမှာတညာလုံးဒုက္ခခံရလို့ပြင်ပန်းလာပြီရေစိုးဝိတ်တွေကိုလဲလှယ်ပြီးတော့အနားယူဖို့လေကဲဒီလိုကိုနေရာတစ်ခုစီစဉ်ပြလိုက်ကြပါဟေးဖိုးဘေးခေါ်သွားစမ်းအရင်လိုနဲ့အကြီးကြီးရဲ့အမိန်ပေးတဲ့အစိုးမှာတော့ဖိုးဘေးဆိုတဲ့ပိတ်ကြယောက်ကကိုရှင်မောင်ကိုနေစရာအိမ်လေးတစ်ခုစီကိုခေါ်ဆောင်သွားခဲ့ပါတယ်ဖိုးဘေးဆိုတဲ့သူကအတော်တန်အသားမဲပြီမေးနေတဲ့ဘောက်ကလည်းစိုးစိုးဘလကလည်းကောင်းကောင်း ုံကုံကွက်ကွက်ကင်းတို့မှုန်ကုတ်ကုန်နေပါလေသူနေမဲ့အိမ်ကြီးလေးကိုရောက်တဲ့အခါမှာတော့ဖူးပြီးထုတ်ပြီးတဲ့အဝတ်စားလေးတွေကိုလဲလှယ်ပြီးတော့ဝတ်ဆင်လိုက်ရပါတယ်အဲဒီနောက်မှာတော့လူပင်မဲစိပင်မဲနဲ့အရာအားလုံးကိုအတိုးချတိဆက်လိုက်တဲ့အခါမှာတော့အဲဒီညနေအိယာကနိုးလာတော့ဖိုက်ထင်းပါလေတချို့ချုံနဲ့စာလောင်လာခဲ့တာပေါ့လေစားစရာတောက်စရာတောင်းဖို့တွေတစုံတစ်ယောက်ကိုမျောနေခဲ့ပြီးတော့အဲ့ဒီချိန်မှာပဲမက်ကင်သွင်းတဲ့တခြားမိမအဖော်တယောက်တော့ရောက်လာခဲ့ပါလေ။ ရှင်စာနေမန်းသည်လို့အကြီးကဲကိုပြောပြီးတော့စားဖို့ယူလာခဲ့တာဒီမှာအားလုံးကတက်တက်လို့အကြီးကျယ်ပဲစားကြတာလေအဲဒီလိုပြောပြီးရဲ့နောက်မှာတော့ပိနေတီအမေတွေနဲ့ငပြောတီတွေကိုချပေးခဲ့ပြီးတော့ဘာပဲဖြစ်ဖြစ်ဝမ်ကတောင်းဆိုနေတဲ့အချိန်မှာတော့အာဟာရမျှောက်ဖို့အတွက်အရေးကြီးတယ်ထင်မဲ့ကချပေးလာတဲ့အသေးတွေကိုအားရပါရစားလိုက်ပါလေနောက်နေ့မနေ့အိယာကထားပြီးရဲ့ခါမှာတော့မနေ့ကဒင်းနီယာကိုပို့ပေးခဲ့တဲ့ပုဂ္ဂကကင်တိုတိုက ကြီးကြီးခေါ်ခိုင်းနေဆိုပြီးတော့မှလာခေါ်ခိုင်းနေတော့ထလိုက်သွားရပြီဒီနောက်မှာတော့အကြီးကြီးစီကုန်းရောက်ခဲ့ပါတယ်မင်းရဲ့စိတ်စီတနာကူတော့ငါလေးစားသွားပြီငါတို့ရဲ့တိုက်ချုပ်ဘိုးတော်နဲ့လေဆက်တွေ့ပြီးတော့မင်းမြန်လို့ပြီးပြီဘိုးတော်ပြောပြလို့လည်းငါတို့အားလုံးသိပြီးပြီဒီတော့ဒီမှာမင်းဆက်ပြီးတော့အနားယူခြင်းနဲ့ဆိုရင်လေနေလို့ရတယ်ပြန်ခြင်းနဲ့ဆိုရင်လေဘိုးတော်စီကအမိတ်တစုံတရာရပြီးရနေပြန်ပို့ပြီးမင်းဘာလို့များအမိတ်ချောင်းပါလဲဗျာ တတွေးပြီးတော့စိတ်ပူစရာဖြစ်အောင်ဖြစ်နေပြန်ပြီဗျစိတ်မပူပါနဲ့ကွာငါတို့ကဒီတန်တရာပိုင်းပစ္စည်းတွေကိုပြန်ပြီးတော့ရောက်ဖို့အတွက်မင်းမှချမ်းသာသမျှအရင်းအီးတွေဆုံးရှုံးကြရတဲ့အကြောင်းဘိုးတော်ကိုရှင်းပြလိုက်တယ်ဒါ위အားလုံးကိုလေသူသိတယ်မင်းအတွက်မနေနိုင်အောင်စုလက်တွေသူပြန်ပြီးတော့ပေးပါမယ်ဆိုလို့ဒီအတွက်ကိုအမိတ်ပြန်ပြီးတော့စောင်းရအောင်မယ်လုံးလုံးစီတော့အားနေပြင်းနေလေမင်းမပြင်းရလေအောင်ငါတို့တွေစီစဉ်ပေးရတာပေါ့ အဲလိုဆိုကဖိုးဘီကိုသူ့ရဲ့အနာခေါ်ပြီးတော့တစုံတစ်ခုတီတိုပြောဆိုလိုက်ပြီးတာနဲ့ဖိုးဘီကသူ့ကိုသူ့နေတဲ့စီကိုပြန်ကိုသွားပြီးတော့ဒေးဗီကမြေခွက်ကိုလက်ညှိုးညွန်ပြရှင်းခိုင်းပါလေရှင်းနေတော့မှပဲဖိုးဘီကပြန်လေထွက်သွားပြီးတော့ရှင်းလို့ပြီးရဲ့ချိန်မှာဖိုးဘီနဲ့တူတူပိတ်တာသူနှစ်ယောက်ပါလာလာလေတွေ့လိုက်ရပါလေဟိုင်ခမည်းမပြင်းရလေအောင်ကျုပ်တို့သုံးယောက်ထဲကတယောက်ကိုရွေးပြီးတော့ခမည်းရွေးတဲ့သူနဲ့နဗန်းလုံးရမယ် မကြနဲ့ဒါကျို့တို့အကြီးကြီးရဲ့အမိကျို့တို့ရောခမရရောလွန်စမ်းလို့မရဘူးဗျစမယ်ကိုရှိမောင်လေးဖိုးဘီကိုစပြီးတော့တွေ့ကလေးကဖိုးဘီကိုစိတ်အချင်းပေါပေါရှိနေလေတော့ခမရနဲ့လုံးမယ်ဗျာလို့ပြောလိုက်ပါလေဗလာချင်းရှင်လိုက်ရင်ပဲဖြစ်ဖြစ်အရင်မောင်ရှင်လိုက်ရင်ပဲဖြစ်ဖြစ်မိမိကအသာစီရနေတယ်လေဒါကြောင့်မလို့အလွယ်တကူနိုင်မယ်လို့တင်မိထားခဲ့တာဒါပေမဲ့ဖိုးဘီကလည်းခေတို့တော့မဟုတ်ပါဘူးတလုံးတစ်ပုတ်ကတော်တော်လေးကိုကောင်းနေလေတော့မနေ့ကလည်းရှင်မြန်ရပါတယ် ။ဒီချိန်မှာတော့ဖိုးဘီကိုမြေကြီးပေါ်မှာလှဲချပေါက်လိုက်ပြီးလက်နှစ်ဖက်ကိုနောက်ပြန်အပိုင်ချုပ်ခဲ့ပြီးတော့ဖိုးဘီလည်းအရှုံးပေးလိုက်ရတယ်။အဲဒီချိန်မှာပဲမက်ခင်တွင်နဲ့မိန်းမတယောက်ရောက်လာတယ်။တိုးကြပါတော့အင်္ဂါလူကြီးကလည်းခက်ကြောင်ကြောင်ရင်ဖိုးဘီကလည်းခက်တွတ်တွတ်နဲ့ကြိတ်ကင်နာကျင်ဦးမှာပေါ့။အခုပဲတိုက်ချုပ်ဖို့လို့ကြီးကအမင်းရလာလို့ရှင့်အောင်အင်္ဂါလူကြီးကခေါ်ခိုင်းလိုက်တယ်။မက်ခင်တွင်ရဲ့ပုံစံကဂျင်းနိုးဝမ်းမြောက်နေတဲ့ပုံစံနဲ့ပေါ့လေ။ဒါပေမဲ့လည်း သူမပြောနေခဲ့တဲ့အင်္ဂလူကြီးဆိုတဲ့အတုံးလုံးကြောင့်ကိုရှင်မောင်ရင်ထဲမှာတော့မြင့်နေဖြစ်သွားရတာပေါ့။ဟောအခုချိန်မှာသူနဲ့ငါဘဝချင်းလဲချနေပြီ။ပြီးတော့သူကငါမရလဲဟုတ်မှမဟုတ်တော့တာပဲ။လက်ရှိဘဝမှာဟိုလူကြီးရဲ့မိယာဖြစ်နေပြီ။သူ့ယောက်ျားကိုအင်္ဂလူကြီးလို့ခေါ်တာ။ငါကဝမ်းနေဖို့လူလာမှမရှိပဲလေ။ကိုရှင်မောင်ဟာအဲ့ဒီတော့ဖြည့်သေးလိုက်ပြီးတော့မကင်တွေခေါ်ရင်းနောက်ကိုလိုက်လာခဲ့ပါလေ။အကြီးကြီးရဲ့ရှင်မောင်ကိုရောက်လာတဲ့ခါမှာတော့ဘယ်နဲ့လဲဟဲ့ တင်းလေအာကားလို့ပါလားနဘဲဝိစာဖိုးပြေကိုတော့နိုင်အောင်လုပ်နိုင်တယ်မိရဲ့အကြီးချင်းကိုတော့ငါကြိုက်သွားပြီဖြစ်နေကျုပ်ကလည်းခမားနဲ့တော့မှလုံးညင်နေတာဗျအခုတော့လည်းရှိသေးပေါ့လေဒါနဲ့ခမားကိုတက်ထုတ်ကြည့်စရာဘယ်လိုအမိန်ထုတ်လဲဗျမင်းကတော့ကွာတကယ်ကိုအာကားလို့ပဲအေးတိုက်ချုပ်ဘိုးတို့ကမင်းကိုဟောင်းလီစုလက်တွေချပြီးတော့ဒါနေကိုပြန်လို့ဖို့အမိန်ချတယ်ကွာအကြီးကအဲ့လိုပြောပြီးတော့သူ့ရဲ့ရှေ့ကိုအထုပ်လေးတထုပ်နဲ့ ကြည်တော်ပူလေးတစ်ခုချပြလိုက်ပါလေ။ဟဲ့မိမအထုပ်ကိုဖြီးပြလိုက်စမ်း။အကြီးကမက်ခင်တွေကိုအဲ့ဒီလိုခိုင်းလိုက်ပါလေ။မက်ခင်တွေကအထုပ်ကိုဖြီးပြလိုက်တော့အဲ့ဒီကမှဝေးလက်နေတဲ့ရွှေသားရွှေလင်းရွှေလင်းကားပြဆယ်ပြကိုတွေ့လိုက်ရပါလေ။ကိုရှင်မော်ရဲ့မျက်နှာလေးရွှေလင်းကားပြတွေကိုဝင်းလက်ပြီးတော့တောက်ပါသွားတာပေါ့။အဲ့ဒီရွှေလင်းကားပြတွေကိုထုခွဲလိုက်ရင်မင်းရဲ့လေကြီးနဲ့ရှင်နေမြုပ်နေထားတဲ့ကုန်စီတွေရဲ့တံမိုးတက်မကောက် မင်းပြန်ပြီးတော့ရမှာပါ။ကြေရောက်ထဲမှာကတော့ငွေသားနဲ့အကျွေး။မင်းပြောလို့မင်းမှာဒါသုံးယောက်ရှိတယ်ဆိုတာသိရတယ်။အဲ့ဟာတွေကိုမင်းသားသုံးယောက်ရှင်ပြူပေးနေအောင်။ငါအနေနဲ့ထပ်ပြီးတော့ချင်းမြင်ပေးဖို့ငါမင်းမကအကြံပေးတာနဲ့ထက်ထည့်ပေးလိုက်တာ။ဗျာ။ကိုရှင်မဟာအာတင်သားစွာနဲ့မကင်တွေကိုလမ်းပြီးတော့ကြည့်လိုက်ပါလေ။မကင်တွေကတော့ဘာမှမသိသလိုနေနေပြီးတော့သူ့ကိုလေမျက်နှာရည်မျက်နှာကြီးပြလိုက်တော့လမ်းမီတတိပြီးလာပါလေ။ ီတော့မှကိုရှင်မောင်တရိယာသွားပြီးတော့ဟန်မပြည့်အောင်ဆက်လက်ပြီးတော့ထိန်ထိန်နေလဲရပါတယ်။ဖေးထဲမှာတော့တခါတုန်းကတော်ဆက်ခဲ့ဘူးလေမိမဖြစ်သူကတစင်မြတော့တန်ရုံးစင်လေးကိုလေသူတွေ့လိုက်ရတယ်လေ။နောက်တစ်ခုမှရင်တော့ဒါတွေကိုယူသွားပြီးတော့မင်းအိမ်ပြန်ရောက်လို့မင်းသားတွေကိုရှင်ပြတော့မဲဆိုတာနဲ့မပြုတ်ခင်တုံးရဲ့အလိုမှာမနဲ့စောစောထပြီးတော့မင်းအိမ်ကောင်းရင်ဘက်ကနေမင်းပြတော့မဲကုတူကောင်းမှုအတွက်ငါကနေအစာထားပြီးတော့ ငါတို့ပိတာရွာသူရွာသားအားလုံးကို အမြတမ်းတဲ့ပြီးတော့ဝေပြီးပါနင်းပြီးတဲ့အမြတမ်းကိုနာယူပြီးတော့ငါတို့လည်းသာလူခုံမေကျွတ်တန်းဝင်နေတယ်အဲ့အာကိုတော့မင်း၃ရက်၃ကြိမ်ဇက်တိုက်လုပ်ပြီးပါအလူပြီးလို့ရေစဲချတဲ့အခါမှာဖုန်းတော်ကြီးကိုပြောပြပြီးငါတို့တက်ပါအမြတမ်းဆက်ဆက်ဝေပြအောင်ဝေပြီးပါအခုငါမာရာတွေအားလုံးမပြတ်မကွက်နဲ့ဆက်ပြီးတော့လုပ်ပြအောင်လုပ်ပြီးပါကွာအခြေခဲဖြစ်သူရဲ့စကားကြောင့် ဇနီးဟောင်းမခင်တွင်နေစေတနာတန်ရုံးစဉ်ကိုမြင်တွေ့လိုက်ရလေတော့ကိုရှင်မောင်ခမညာမျက်ရည်စားလေးဝေလာခဲ့ပါလေစိတ်ကြပါဗျာအကြီးကြီးမာရဲ့အတိုင်းမှတ်သားထားပြီးတော့တည်တည်မတည်လှုပ်ဆောင်ပြီးမယ်လို့ကြုံလေးလေးနဲ့ကြေပေးပါလေကိုရှင်မောင်အဲ့လိုပြောပြီးတော့အကြီးကြီးကိုဦးတိုက်ဖို့လှုပ်ပါလေဟေးဟေးအဲ့လိုတော့မလုပ်နဲ့မလုပ်ပါနဲ့ကွာမင်းအဲ့လိုလှုပ်လိုက်ငါတို့မှအတော်လေးကိုခံရခက်တယ်ကွာတကယ်တော့ငါတို့တွေကမင်းလောက်မှမမြင့်မြတ်တဲ့ လောကသားတွေငါတို့ကိုအုံးမတိုင်းနဲ့ရိုးရိုးလေးပဲနှုတ်စပါ။ဟင်ဖိုးဘေးကြီးအချိန်မလဲခင်မှာသူ့ကိုလိုက်ပြီးတော့ပုံမေးလံ။ဒါနဲ့ပဲကိုရှင်မောင်လေးအခြေကြီးကိုထပြီးတော့နှုတ်ဆက်ရင်းနဲ့မကင်သွေးဘက်ကိုတစ်ချက်ဝေပြီးတော့ကြည့်လိုက်တယ်။ဒီမှာကတော့မျက်နှာလွှဲထားတယ်ပေါ့လေ။ကဲကိုလူမုံမချုပ်ခင်မှာကိုလူနေတဲ့နေရာကိုပြန်ရောက်ဖို့တွေ့အခုကလေးကခွတ်တွတ်တက်သွားမှပဲဖြစ်လိမ့်မယ်။ဒီနောက်တော့ကိုရှင်မောင်လေးအခြေကြီးပြေးလိုက်တဲ့ဆုလက်တွေကိုထုတ်ပိုးပြီးတော့ ဖူးပြင်တော့ကနေလိုက်လာခဲ့သူတို့နေရာမှာဆက်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 နဲ့ရှောက်လာကြပြီဒီကားမှပဲလေတံတက်တက်လေးကိုကြားလို့လှည့်ကျဲတော့သူ့နောက်မလမကန်ကကျုံွယ်တစ်ခုကနေမခင်တွေလာတာကိုတွေ့လိုက်ရတယ်လက်ထင်းမှာလေမပြောသေးတခိုင်ဂိုင်းလို့ပေါ်လေဟင်မခင်တွေဟုတ်တယ်တော်မာစာရှိလို့စားစရာတွေလဲပြီးတော့ပြီးအောင်မဆိုပြီးထွက်လာလိုက်ရတာဒီကမှာတော့ရွှေမောင်ကဖိုးပေဘက်ကိုလှည့်ကြည့်ပြီးတော့ကဲဘာမှစံရှိလို့လဲမခင်တွေ့ ဖူးပြီးလှည့်ကြည့်မှာဆိုလို့လားစိတ်ကြစိတ်ကြအဲ့ကောင်ဟာရှေ့ကသွားရင်နောက်ကိုဘယ်တော့မှပြန်ကြည့်တဲ့ကောင်မဟုတ်ဘူးတို့မာဂျင်နာဟိုပြန်ရောက်ရင်အမင်းကိုတွေ့ချာကူးဆိုင်ဖို့ပါဒါလေးတွေကိုရှင်ပြုအလိုတော့ရင်လေအခြေခဲမှတလို့အမြတမ်းဝင်ကျုပ်ကိုအဓိကထားပြီးတော့အမြတမ်းပြီးစေချင်ပါလေကျုပ်လေဒီဘဝနဲ့အမြဲဆုံးကျုပ်လိုချင်ပါပြီကိုရှင်မောင်ရေမခင်တွေကအဲ့လိုပြောပြီးတော့မူတန်လေးပါလာတယ်စိတ်ကြပါမခင်တွေရာ အဲ့ဒီအလိုချင်မှမဟုတ်ပါဘာကြီးပဲလို့လို့ငါနဲ့အတွက်အများအတန်းအမြဲဝေပေးနေတာပါကေကေသွားတော့တော့ပူပြီးနောက်ကိုမြေအောင်တွတ်တွတ်လေးရှောက်သွားလိုက်တော့အဲ့ဟာလည်းမာရင်တို့ကိုလည်းနှုတ်ဆက်ခြင်းလို့အကြောင်းရှာပြီးတော့လိုက်လာခဲ့တာနှုတ်ဆက်လိုက်ပါတယ်ကိုရှင်မောင်သူမရဲ့မျက်ရည်စာတွေကိုမြင်လိုက်တဲ့အခါမှာမိမိကိုယ်တိုင်လည်းမျက်ရည်တွေကိုမထိန်နဲ့မထိန်နဲ့ဖြစ်ရတယ်အငုံမျက်လုံးအပြိုးမျက်နှာနဲ့တခါတော့ကဇနီးတွေကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်လိုက်ရပါတယ်လေ ူတော်တော်မယ်မခင်သွေးစိတ်ကြလက်ကြနေခဲ့ပါမြင်းမာလာတယ်ကိုရှင်မောင်အတီချာကြိုးစားပြီးတော့ကြောက်ပြီးပါမယ်ဒီလိုနဲ့ပဲတစ်ခါတော့ကဇနီးဟောင်းကိုမျက်ရည်စားရင်းနဲ့နောက်ဆုံးနှုတ်ဆက်လိုက်ပါတယ်ဒီနောက်မှာတော့ဖူးပင်ရဲ့အနောက်ကိုခတ်တူတူလေးလိုက်ခဲ့ပါတယ်ဟေးငါ့ကိုလေစောင့်မအောင်ဟာဖူးပင်နဲ့မေးလို့မြင်ရင်မှလမ်းပြီးတော့ပြောလိုက်ပါတယ်အဲဒီတော့မှဒင်းကလှည့်ကြည့်ပြီးတော့ကိုရှင်မောင်နဲ့တဲကငါပြောရင်ကိုလမ်းယူလိုက်တာပြီးတော့ထမ်းမိတယ်လေ ဒီမှာကိုလူခမားနေကြုံနေပန်းချတာကျုပ်ရှုံးနေလို့ရှုံးနေမထင်းနဲ့တော့ကျုပ်တို့ပိတ်တာမျိုးဆိုတာတကယ်တော့ခမားတို့လူသားတွေနဲ့အသားချင်းချစ်တွေ့လို့ကောင်းတာမဟုတ်ဘူးဗျခမားတို့အသားနဲ့ခနာလေးတိရုံနေတော့ကျုပ်တို့မှအရင်ပူတော်ခံစားရတာဗျအကြီးကြီးရဲ့စကားကိုမလွန်ဆန်နိုင်လို့တော့ခမားကိုရင်ဆိုင်ရတာကျုပ်ဘုကတော့မစားတာလားဘူးဗျဖူးဘီကအဲ့လိုပြောလာတယ်လေဒီနောက်တော့နောက်ထပ်ဘာမှစကားတက်ပြီးတော့မပြောတော့ပါဘူးကိုရှင်မောင်ကသူတွေနဲ့သူရှုံနေတယ် ဒီလိုနဲ့ပဲဖူးပေကလည်း UDD မုံလီတွေနဲ့ရှောက်နေတာပေါ့လမ်းတစ်လျှောက်တဏီကုံသွားခဲ့ကြတယ်ညနေဆောင်나이ပြန်၄ချက်လောက်ရောက်မှာတော့ဒိုးစက်လေးကထွက်လာခဲ့တယ်လေကဲကိုလူအခုအားစားပြီးတော့ခမရခမရပဲဆက်ပြီးတော့သွားရတော့မှာကျုပ်ပြောတော့အသေးချာနာတော့ကျုပ်ကနောက်မှာခြံနေခဲ့မင်းခမရမျက်လုံးကိုမှိတ်ပြီးတော့ရှေ့တည့်တည့်ကိုလမ်းပြီးတော့ခြေလမ်းကိုလမ်းလှလိုက်မျက်လုံးဖွင့်ပြီးတော့အနောက်ကိုပြင်ပြီးတော့လုံးဝမကြည့်မိပါနဲ့ကဲနှုတ်ဆက်ပါလေဗျာ ကျူပြောတဲ့အတိုင်းသာခမရတော့ခြေလန်းကူလန်းပြင်တော့ခမရလှုပ်ချင်တယ်လို့လှုပ်လို့ရပါပြီဖူးပေပြောတဲ့အတိုင်းကိုရှိမောင်မျက်စိကိုမိတ်ခြေလန်းကူလန်းကိုရှေ့တူယူလှမ်းလိုက်တယ်လေအဲဒီနောက်တော့မျက်စိကိုလည်းဖွင့်ကြည့်လိုက်ရောဟင်ကိုရှိမောင်အံဩသွားရပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုသူရောက်နေတဲ့ပတ်ဝန်းကျင်ကစောစောကသူနဲ့ဖူးပေကိုရှောက်ခဲ့တဲ့ဒေါ်တန်လေးလည်းမဟုတ်တော့ပါဘူးတမင်တွေအုပ်စုအုပ်စုနဲ့တင်းကြိုင်ကြီးတကူဖြစ်နေပြီလေ ဥပိနဲ့တအုပ်လေးကတော့ပျောက်ခြင်းမလားပျောက်ွေသွားခဲ့ပါပြီ။တေးသေးချာချာကြည့်လိုက်တဲ့အခါမှာတော့သူတို့ရွာနဲ့တခြားရွာတွေရောအချမ်းမှရှိနေတဲ့တင်းကြိမ်တစ်ခုဖြစ်နေတယ်ဆိုတာကိုရှိမောင်သိလိုက်ရပါတယ်။ပရိသတ်တွေနားဆင်ကြရတဲ့ဇလန်လေးကတော့ပိတ်တာတို့ရွာဆိုတဲ့ဇလန်ကောင်းလေးပဲဖြစ်ပါတယ်။ဇလန်မျိုးလည်းအခုလိုမျိုးပရာလောင်ကနေပတ်သက်တဲ့ဇလန်ကောင်းများစွာကိုတင်ဆက်ပေးမှာမို့စောင့်မျှော်နားဆင်အားပေးကြပါဦးများ။ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့စီဖာလက်လာပါများ။ 都在鸡巴家吧，是吧？